ဓမ္မမိတ်ဆွေညီကိုမောင်မတို့ယခင်တစ်ပတ်ကကျွန်တော်တို့တွေလည်လာခဲ့ကြတာကအကယ်၍ချစ်ချင်းမြတ်တာကဘာသာတရားတိုင်းသိကြတဲ့အဖြစ်ဆိုရင်ကျွန်တော်တို့တွေအားလုံးဘာကြောင့်မပျော်နိုင်ဖြစ်နေကြတာလဲကျွန်တော်တို့တွေအားလုံးဘာကြောင့်ငြိမ်းချမ်းခြင်းမရှိနိုင်ကြရတာလဲလွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်ကကဘာကြီးရဲ့အခြေအနေလွန်ခဲ့တဲ့နှစ်900ကကဘာကြီးရဲ့အခြေအနေလွန်ခဲ့တဲ့နှစ်100ကကဘာကြီးရဲ့အခြေအနေ ီကနေ့ခေတ်ကဘာရဲ့အခြေအနေကိုကျွန်တော်တို့တွေလေ့လာကြတယ်ကြည့်ကြတယ်လူတိုင်းပြောနေကြတယ်ချစ်ချင်းမေတ္တာတရားကဘယ်မှာလဲကျွန်တော်တို့တွေရဲ့တစ်ခုနဲ့တစ်ခု မတူတဲ့ဘာသာတရားတွေနဲ့အတွေးခေါ်လမ်းကြောင်းတွေက ကျွန်တော်တို့တွေတယောက်နဲ့တယောက်ချစ်ချင်းမေတ္တာထားကြဖို့ထက်က ထက်ကသုံးသင်နေတယ်ဆိုရင်ဒီသတင်းစကားကို လူတွေကမလိုက်နာကြသေးဘူးဆိုရင် ဖြစ်နိုင်တာကဒီအကြောင်းအရာကိုနည်းနည်း အပြောင်းလဲလေးနဲ့ဒါမှမဟုတ်ကြီးကြီးမားမားအပြောင်းလဲနဲ့ပြုလုပ်ဖို့အချိန်ကြာရောက်နေပြီဖြစ်တယ်။မိမိဘာသာတရားယုံကြည်ချက်ကသာမှန်တယ်ဆိုတဲ့ဘောင်ထဲမှာကျွန်တော်တို့တွေမိမိကိုတခြားသူတွေနဲ့ခွဲခြားတဲ့နီလန်းကချစ်ချင်းမြတ်တာတရားထားဖို့ရန်သွန်သင်နိုင်တဲ့အကောင်ဆုံးနီလန်းမဖြစ်နိုင်ဘူး။လူတွေကခွဲခြားတတ်တဲ့အလေအထရှိကြတယ် နယံတွေကိုတိဆောက်ရမှာကျွန်တော်တို့တွေကအရန်ကျွမ်းကျင်ကြတယ်။နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံအကြားအတိုင်းတွေတိဆောက်ကြတယ်။တိုင်းရင်းသားလူမျိုးတွေအကြားနယံတွေတိဆောက်ကြတယ်။လူမျိုးလို့ကျွန်တော်တို့ခေါ်ကြတဲ့လူမျိုးရေးတတိုင်းတွေတိဆောက်ကြတယ်။ကြားမအကြားတတိုင်းတွေတိဆောက်ကြတယ်။မျိုးဆက်တွေအကြားတတိုင်းတွေတိဆောက်ကြတယ်။ဘာသာတစ်ခုနဲ့တစ်ခုအကြားတတိုင်းတွေတိဆောက်ကြတာတွင်အမရသေးပဲနဲ့ ဘာသာတစ်ခုတည်းအတွင်းမှာအုပ်စုတွေထက်ခွဲကြပြန်တယ်အကယ်၍ခွဲခြားဖို့နီလန်းရှိနေတယ်ဆိုရင်ကျွန်တော်တို့တွေကအဲ့ဒီနီလန်းကိုရှာတွေ့ကြတယ်ဒါကိုကျွန်တော်တို့ရက်ပြကြရမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့တွေဘာလုပ်ကြရမလဲနှစ်ထောင်ပေါင်းများစွာတီးခြားယုံကြည်အားချက်တွေပေါ်မှာအခြေခံပြီးတော့ဘာသာရေးအုပ်စုတွေကိုကျွန်တော်တို့တွေခွဲခြားခဲ့ကြတယ် ဂျူးဘာသာဝင်တွေကဂျူးဘာသာဝင်တွေနဲ့ပဲအတူဆူတောင်းခြင်းပြုကြတယ်။ခရစ်ယာန်တွေကခရစ်ယာန်တွေနဲ့ပဲအတူဆူတောင်းခြင်းပြုကြတယ်။စသဖြင့်အခြားဘာသာဝင်တွေလည်းအလားတူဖြစ်တယ်။ခွဲခြားခြင်းတွေကိုအဆုံးသတ်ပြီးတော့တီးခြားနေခြင်းကိုရပ်တန့်ရမယ့်အချိန်ကြာရောက်ပြီဖြစ်တယ်။ဒါမဲ့နေပါဦး။ဒါကနှစ်ထောင်ပေါင်းများစွာကလေးကကျွန်တော်တို့တွေလှုပ်လာခဲ့ကြတဲ့နီလန်မဟုတ်ဘူးလား။ဟုတ်ပါတယ်။လုံးဝမှန်ပါတယ်။ ဒီပုံစံအတိုင်းကျွန်တော်တို့တွေနှစ်ထောင်ပေါင်းများစွာ ပြုလုပ်လာခဲ့ကြတာဖြစ်တယ်။ဒါပေမဲ့ပြန်မေးရမှာကအဲ့ဒါကတင့်တဲ့အလုပ်ဖြစ်ရလားပိုအရေးကြီးတဲ့မေကွန်ကအဲ့ဒီနီလန်းတွေကလူတွေအတွက်အလုပ်ဖြစ်ရလားအဲ့တော့ကျွန်တော်တို့မှာတခြားနီလန်းရှိသလားလူတွေနစ်မြုပ်နေတဲ့ဒီဘာသာရေးနွန်အိုင်တွေကနေယုံထွက်နိုင်မဲ့တခြားနီလန်းက interface ဘာသာပေါင်းစုံတွေ့ဆုံခြင်းနီနိုဖလေချင်း ဖြစ်ပါတယ်။ဘာသာပေါင်းစုံနှီးနှောဖလဲခြင်းကိုဘာကြောင့်လိုအပ်ရသလဲဆိုတာကိုနားလည်ဖို့ရန်အတွက်ကိုယ်ဘာသာတရားကသာမှန်တယ်ဆိုတဲ့အခြေခံစံကိုကြည့်ကြရမှာ ဖြစ်ပါတယ်။ဒီစံပေါ်မှာအောက်ခြေခံပြီးတော့ဘာသာတရားအိမ်တွေကိုဘယ်လိုဆောက်ခဲ့ကြတာကိုသိကြရမှာဖြစ်ပါတယ်။ဒီစံကဘယ်လိုမျိုး အန္တရာယ်တွေကိုဖြစ်စေနေသလဲဆိုတာနဲ့ကျွန်တော်တို့တွေဒီစံ non-i နဲ့မှာ ဘယ်လိုနှိမ့်ညွတ်နေကြသလဲဆိုတာကိုလေ့လာကြမှာဖြစ်တယ်။အဲ့လိုနားလဲပြီးရင်ဒီဆံကိုဘယ်လိုပြောင်းလဲရမလဲဆိုတာကိုလေ့လာကြမှာဖြစ်ပြီးတော့အဲ့လိုပြောင်းလဲလိုက်ရင်ဘာအကျိုးတွေဖြစ်လာစီမလဲဆိုတာနဲ့အဲ့လိုပြောင်းလဲဖို့ဘာကြောင့်ခက်နေရသလဲဆိုတာကိုလေ့လာကြမှာဖြစ်ပါတယ်။ဆံကအိန္ဒိယရဲ့ foundation အုတ်မြစ်နဲ့တူပါတယ်။အုတ်မြစ်ကိုကျွန်တော်တို့တွေသိချာမမြင်ကြရပါမယ်။ကျွန်တော်တို့တွေမြင်သမျှကထိုအုတ်မြစ်အပေါ်မှာတိဆောက်ထားတာဖြစ်ပါတယ်။ အရင်တစ်နဲ့နေခြင်းနဲ့ဆိုရင်အုံမြင့်အစ်စ်ပေါ်မှာတိဆောက်ရမှာဖြစ်တယ်။အုံမြင့်အစ်စ်တိဆောက်ဖို့ဆိုရင်မြေတွေအများကြီးကိုတူးပြရမှာ ဖြစ်တယ်။ခက်ခဲတဲ့အလုပ်ကိုလုပ်ကြရမှာဖြစ်တယ်။ဒါပေမဲ့ဒီလိုလုပ်ဖို့ကတန်ပါတယ်။ဘာသာရေးအရင်အစ်စ်ကိုတိဆောက်ဖို့ကစူးစမ်းရကြူအမှန်တကယ်နဲ့တယ်တန်ပါတယ်။အဲ့နောက်မှာအကယ်၍စံကို ပြောင်းလဲခြင်းနဲ့တတိနဲ့အားခဲထားမယ်ဆိုရင် ဘယ်လိုမျိုးအတိုင်းဝိုင်းကိုတိဆောက်နိုင်မလဲဆိုတာကိုလေ့လာကြမှာဖြစ်ပါတယ်။အရင်အစ်ကိုတိဆောက်ဖို့ရန်အုံမြင့်အစ်ကိုတိဆောက်ကြရမှာဖြစ်ပါတယ်။သို့သောအရင် ပြုလို့ရမယ့်အရာကိုအရင်ပြုလို့ရမယ့်အကြောင်းဆက်လက်ပြီးတော့လေ့လာကြမှာဖြစ်ပါတယ်။ဓမ္မမိတ်ဆွေညီကောင်မောင်မအရောက်စီတိုင်းကိုယ်ချမ်းမာခြင်းစိတ်ငြိမ်းချမ်းခြင်းအစဉ်ရှိကြပါစေ။